မင်္ဂလာပါရှင်ရှမ်းရဲကွန်မီဒီယာကကြိုဆိုပါရစေ။ကပ္ပအေးဘေးပစ္စည်းများနဲ့အထင်အမှန်အသိပညာပေးလှူရှာဆောင်ရွက်တဲ့တဲ့တင်ကိုတင်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်ရှိပိုင်းတာချီလိမ်မြို့၌26ရက်နေ့6လ2025ရက်နေ့တွင်ကြာရောက်သောကပ္ပ AAP ပစ္စည်းများနှင့် War Refrigeration Day WRD အထက်မှအသိပညာပေးလှူရှာမှုအနေဖြင့်တာချီလိမ်ခရိုင်ပတ်ဝန်းကျင်ထိမ့်သိမ်းဦးစီးဌာနမှ AAP နည်းပညာမြင့်တင်ရေးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးအကြောင်းအရာများပါဝင်သော လက်ကမ်းစာဆောင်များဖြန့်ဝေခဲ့ကြပါသည်။ ထို့သောဆောင်ရွက်ရာတွင်တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိမ့်သိမ်းရေးဦးစီးဌာနနှင့်မြို့နယ်စီပင်သားရရေးဦးစီးဌာနတို့ပူးပေါင်း၍ယနေ့နနက်စင်နာရီကမြို့တွင်ရှိ AAP ပစ္စည်းအယောင်ဆိုင်များ AAP ဝန်ဆောင်မှုလုပ်ငန်းများကိုကွင်ဆင်ကြည့်ရှုစစ်ဆေးပြီး AAP ပစ္စည်းများ၏အသုံးဝင်ပုံနှင့်ကောင်းကျိုးဆူကျိုးအကြောင်းတည်ကောင်းစရာများအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီးကမ္ဘာ AAP ပစ္စည်းများနှင့် War Refrigeration Day WRD Entertainment အသိပညာပေးလက်ကမ်းစာဆောင်များဖြန့်ဝေခြင်းအပြန်လန်ဆွေးနွေးခြင်းများတီလိုဒီများအောင်ပြန်လည်ဖြည့်ကြားခြင်းများအောင်ကွင်စင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်ဆလဘီဓမ္မရောင်ကြီးဓမ္မဒါနလုံငန်းခွဲအမှန်880စာကြည့်တိုက်ဖွင့်မွေရေဆက်ချမင်္ဂလာခန်းနာကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင် ရှမ်းပြည်နယ်တောင်ပိုင်းလွိုင်းလင်းခရိုင်လွိုင်းလင်းမြို့သဒ္ဒနာဘိတ်မန်ဓမ္မယုံတွင်ယနေ့နံနက်ပိုင်းကဓမ္မယောင်ကြီးဓမ္မဒါနာလုပ်ငန်းခွဲအမှန်880စာကြီးတိုက်ဖွင့်ပွဲရည်စက်ချမင်္ဂလာခန္ဓာအားကျင်းပပြုလုပ်ရာဆရာတော်တန်ဃာတော်များနှင့်တက်ရောက်လာကြသူများမှစာကြီးတိုက်ဆိုင်ပုံအားအမွေးနဲ့သားများနှင့်ပတ်ဖြန်းပေးခဲ့ပြီးနောက်နမောတတ္တ၃ချိန်ယူဆို၍အခမ်းအနားအားဖွင့်လှစ်ပေးခဲ့ကြပါသည် ဆက်လက်၍ရေရနာစီကျောင်းတိုက်ဆရာတော်အဂါမဟာဂဒန္ဒစန္ဒာပတိတာပဒန္ဒဝိဇယနန္ဒထံမှငါးပါးသီလခံယူဆောက်တည်ကြပြီးနောက်ဆရာတော်တန်ဃာတော်များမှပိယိတ်တရားတော်များအားရွတ်ဖတ်ပူဇော်ပေးခဲ့ကြပါသည်။ယင်းနောက် အလူရှင်များမှဆရာတော်များအားလူပွဲဝိတ္ထုပစ္စည်းများအားစက္ကပ်လူတန်းမိခဲ့ကယေဒနာစီဆရာတော်မှစားကြီးတိုက်လူတန်းရခြင်းအတွက်ရရှိလာမည်အချိုးကျေးဇူးတရားတော်များအားဟောပြောချီးမြှင့်ပေးခဲ့က လူတန်းမှုအစုစုတို့အတွက်ရည်စက်ချအမြပေးဝေခဲ့ပြီးဗုဒ္ဓသာသနာစိရန်သိတ္တသူတုံးချင်းရုပ်စုဆူတောင်းခဲ့ပြီးအခမ်းအနားအားရုပ်သိမ်းခဲ့ပါတယ်။ ဓမ္မရောင်ကြီးဓမ္မဒါနလုပ်ငန်းခွဲအမှတ်180စာကြီးတိုက်အားလွိုင်လင်းမျိုး သာသနာ့ဗိမ္မာန်ဓမ္မရောင်ကြီးတွင်ဖွင့်လှစ်ပေးထားပြီးအလူရှင်ဖောင်ဒေးရှင်းနာယကဦးလာမျိုးညွန်ကြားရေးမှူးငြိမ်း အကောက်ခုံဦးစီဌာနနဲ့ဥဆုံးမြင့်မိသားစုတို့မှလူဒန်းခဲကတရားခွေများနဲ့တရားစာအုပ်များအားဓမ္မဒါနအငါကံများပြုလုပ်၍ပိတ်ရမရှိမည်သူမဆို အခမဲ့ငါးရန်ကဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းတာဝန်ရှိသူထံမှသိရှိရပါရဲ့ရှင်။